လူတွေဟိုဂယူးဆိုင်တာတွေကိုလည်းလျှော့ပါဟဲ့လားပထမပိုင်းမှာဆရာပြောတဲ့ချစ်တာကိုလျှော့ပါချစ်တဲ့အခါကျလူတွေဂယူးဆိုင်လာတာပေါ့တိတ်ဂယူးဆိုင်လို့တဲ့အခါကျတော့လူတွေကခွင့်ရင်းယူလာတာပေါ့ဒီဂယူးဆိုင်မှုရော့ပေါ့ဟာနဲ့တပြိုင်တည်းဘာလို့ဂယူးဆိုင်တော့တာလဲဆိုပြီးတော့ကိုယ်ပေါ်မှာညဉ့်ညီမှုတွေဖြစ်လာမှာပေါ့အကြောင်းလို့ဆရာတို့ကလူတွေကိုတိတ်ဂယူးဆိုင်တာကိုလည်းလျှော့ပါလို့အတလောက်ပဲဂယူးဆိုင်ပေါ့နော် တိတ်အလွန်ကျွံခူးဆိုင်မယ်ဆိုရင်တော့လူတွေကဒီပေါ်မှာအခွင့်ရေးလို့ထင်သွားတတ်ကြပါတယ်။ကောင်းပြီ။နမခွန်းတွေကတော့ရေးကြည့်ပါလေ။ဘာလျှော့အာမလဲအစားတော့ကိုလျှော့စားပါ။တိတ်ရေးကြည့်ပါလေနော်။ဟုတ်ကဲ့ပါဆရာ။အဲ့တော့ဆရာတို့ဟာနေ့စဉ်နေ့စဉ်လူတိုင်းလူလူကမနေ့မိုးလင်းတာနဲ့မနေ့စားစားတယ်။နေ့တည်းစားစားတယ်။ညစားစားတယ်။ဒီကြားထဲမှာအစာပြေဆိုပြီးတော့ ဆရာတို့စားကြသေးတယ်။အဲ့တော့ဆရာတို့ကအစားတော့ကိုရှော့နိုင်လေ။ကျမ်းမာရင်လည်းညီညွတ်လေပဲ။ဖြစ်နိုင်လို့ရှိရင်တဝက်စီမင်းကိုသုံးပါ။ဟုတ်ကဲ့ပါဆရာ။နော်။အဲ့တော့တဝက်စီမင်းဆိုတာပါလေ။ကိုရှိရောက်လာတဲ့အစားတော့ကိုတဝက်ပဲစားမယ်။ဟုတ်ကဲ့ရှင်။ရှော့စားမယ်။အဲ့ဒီရှော့စားတဲ့အကျင့်ကိုလုပ်တာဟာကျမ်းမာရင်လည်းညီညွတ်ပါတယ်။နံပါတ်၈ကတော့ပါလေ။မလွတ်အဖဲသုံးတာတွေရှော့ပါ။ လူတတော်များများဟာမလို့ရဘဲတုံးကြပါတယ်ဘလို့မလို့ရဘဲတုံးတာလဲစိတ်ခံစားမှုနဲ့ဈေးဝယ်ကြတယ်ပစ္စည်းတစ်ခုကိုမြင်လိုက်တာနဲ့တပြိုင်တည်းကိုယ့်အတွက်တကယ်လိုသလားမလိုသလားမစဉ်းစားဘူးဟိုကရှော့စင်းနဲ့ပေးနေတယ်နောက်ဆိုမရတော့ဘူးဆိုတာနဲ့ဒေါက်ဆိုတခါတည်းအွန်လိုင်းပေါ်ကကောက်ဝယ်ပလိုက်တယ်ဒါကလေးကြားလို့ရှိရင်ဈေးသွားရင်းနဲ့လည်းပဲရှော့စင်းဆိုတာနဲ့ဝယ်ပလိုက်တာပဲအတော့ဆွဲများလာရင်ကိုယ့်အတွက်ငွေကြီးရခက်လာမှာပေါ့ ခတ်ကြမ်းကြမ်းပြောရရင်များများတော့ရင်မွဲမှာပေါ့မကြောက်မလို့မလို့အဖဲတုံးတာတွေကိုလည်းရှော့ပါလို့ပြောချင်ပါတယ်နံပါတ်6ကတော့ဘာလဲဆိုရင် အရာရာကိုစိတ်ဝင်စားနေတာကိုလည်းရှော့ပါတခါလေကြာရင်တချို့လူတွေကလေဟိုဟာလှုပ်ချင်းတရားလှုပ်ချင်းဟုတ်ကဲ့ဟာတိုင်းပေါ်မှာတင်တန်းတစ်ခုတက်လာရင်အဲ့ဒီတင်တန်းကိုတက်ချင်းတခါလေကြာရင်ပူဆိုးသေးတယ်အဲ့ဒီတင်တန်းကအခမဲ့ဆိုရင်တခါလေကိုက အဲ့ဒီတဏ္ဍကိုသွားပြီးတော့စည်ရင်ပေးလိုက်တာပဲအခမဲ့ဆိုတိုင်းကိုကတရိထားရမယ်ကို့အတွက်တကယ်လိုလို့လားအရာရာကိုလိုက်ပြီးတော့စိတ်ဝင်စားနေတယ်အရာရာကိုလိုက်လုံနေကိုယ့်ရဲ့ဥတီကျက်တွေပျောက်ကုန်မှာပေါ့ကိုယ့်ရဲ့ဥတီကျက်တွေပျောက်ကုန်လို့ရှိရင်လမ်းပျောက်သွားမှာပေါ့ရာရာကိုစိတ်ဝင်စားနေရင်ကိုကျွမ်းကျင်မှုကိုလည်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့စိုးစိုက်မှုအားနည်းသွားမှာပေါ့ဒါကြောင့်မလို့အရာရာကို စိတ်ဝင်စားနေတာကိုလည်းရှော့ပါလို့ပြောပါတယ်။နောက်ဆုံးအချက်ကတော့ဘဝကိုရေစုံမမျောပါနဲ့။ဘဝကိုရေစုံမမျောပါနဲ့ဆိုတာဘာလဲလို့ပြောရင်တိုးတက်မှုကိုမရှာဘူး။ဖြစ်တယ်လို့နေလိုက်တာပေါ့။ကိုလုံးဆရာရှိရအလုပ်ကိုလုပ်တယ်။ online မတက်ကြည့်မယ်။ညချရင်အိတ်မယ်။နောက်နေ့မုန်းလင်းလာတဲ့တပြိုင်တည်း ကိုလိုရမယ်အလုပ်ကိုသွားမယ်ဒီလုံနေကြအလုပ်ကိုတော့ပုံမှန်လုံနေတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝကိုဖွင့်မျိုးတိုးတက်မှုတွေဘာမှမလုပ်ဘူးအဲ့တော့ဘဝကိုရေစုံမျောနေတာတွေကိုလျှော့ပါရေစုံမျောပြီးလိုက်နေမယ်အစာရေစံကူးဖို့စဉ်းစားပါဟုတ်ကဲ့ပါဆရာရေစုံမျောရတာလွယ်တာပေါ့သမီးရရေစံကူးရင်တော့ခက်ခဲရေစံကူးတဲ့လူပဲသူလိုချင်တဲ့နေရာကိုရောက်လိမ့်မယ်သူသွားချင်တဲ့ပန်းတိုင်ကိုရောက်လိမ့်မယ်ရေစုံမျောတဲ့လူကတော့ရေစည်းတိုင်း ရောက်ချင်ရအောင်ရောက်သွားပါလိမ့်မယ်။ဒါကြောင့်မလို့ဒီ short ပါဆိုတာလေးကတကယ်တော့ဆရာတို့ရဲ့ဘုရားတရားတော်လည်းညီပါတယ်။ဘုရားတရားတော်ကဘယ်အရာမှလည်းအလွန်ကြုံမလုံးနဲ့ဘယ်အရာမှလည်းမလုပ်ဖဲမနေနဲ့အလေလက်လန်းစင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဆရာဒီမှာ short ပါဆိုတာအလွန်ကြုံမလုံးနဲ့လို့ပြောခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။နော်အဲ့တော့ချင့်ချိန်ပြီးတော့ကိုယ်အနေနဲ့အလေအလက်လောက်တော့ လုတ်တင်အောင်လုပ်မယ်ဆိုရင်တော့ကို့ဘဝအတွက်လည်းအကျိုးရှိလာပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာ